အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာသရီဘုံမြတ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒီ ARU International Hospital ဆေးရုံနဲ့ဒီ JSBN company တို့ပူးပေါင်းပါဝင်တဲ့ဒီကျန်းမာရေးဘူတူတာမျှဝေတဲ့အစီအစဉ်လေးကနေမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီလူနာများအတွက်ဒီဆေးသွေးရမှာအသုံးဝင်နိုင်မဲ့ဒီနီလန်းအမျိုးမျိုးတကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီလူနာများအတွက်ဒီဆေးသွေးရမှာဆိုရင်အသုံးနိုင်တဲ့နီလန်းတွေကိုမျှဝေပေးသွားမယ်အဲအကြောင်းအရာတွေကိုပြောပြပေးမယ့်ဆရာကိုလည်းဖိတ်ခေါ်ထားပါတယ်ဟုတ်ဆရာကတော့ဒီ ARU International ဆေးရုံရဲ့ဒီ ICU specialist ဒေါက်တာနိုင်ဝင်းအောင်မဖြစ်ပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါမင်္ဂလာပါဒီဟုတ်ဒီပထမဆုံးအနေနဲ့ဆရာကိုမေးချင်တာကတော့ဗောနော်ဒီလူနာတွေဒီရောက်လာတဲ့ခါမှာဆိုရင်ဒီဆေးသွေးမှုအတွက်ကိုဒီဘယ်လိုမျိုးနီလန်းလေးတွေနဲ့ဗောနော်ဆရာအဲ့လိုဗောလုပ်ပေးလို့ရလဲဆိုတာဒီကိုပြပြပြပါအောင်ဆရာဟုတ်ကျွန်တော်ပုံမှန်ဆိုရင်လူနာတယောက်ကဆေးုံတက်ပြီဆိုလို့ဆိုရင်တို့ဆေးတွေမျိုးစုံတွင်းရတယ်တို့ပိုးသက်ဆေးထိုးရတယ် drip တဲ့မှာ fluid တွေတွင်းရတယ်အဲ့တော့သူတို့ IV assess လို့ခေါ်တဲ့ ဒီအသွေးကြောထဲကိုပိုက်ထည့်တဲ့ဟာကျွန်တော်တခုအမြဲတမ်းလိုလိုတော့လိုကြရတယ်ပေါ့နော်အဲ့တော့ conventional ပေါ့နော်လူနာများဆိုတော့ကျွန်တော်တို့ peripheral cannula လို့ခေါ်တဲ့ဒီ corner လောက်ထားတဲ့ cannula ပိုက်အတိုလေးတွေ3 cm လောက်ရှိတဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီလက်ကအကျော်မြင်နေရတဲ့အကျော်ပေါ့နော်အဲ့အနေကျွန်တော်တို့ပိုက်လေးထည့်ကြရတယ် and ဒီဟာနဲ့မှထပ်ပြီးတော့မှကျွန်တော်တို့ကဒီပိုက်နဲ့မလုံလောက်ဘူးထင်တယ်ဒါပေမဲ့လည်းပိုက်တွေကခဏခဏထိုးခိုင်းအောင်လက်တွေကနာနေတယ်ဒါမှမဟုတ်လည်းလက်က ဖောင်းနေတယ်ရောင်နေတယ်တချို့ကျတော့လည်းအကျော်လေးတွေကရင်ထဲကသေးတယ်အရေပြားပါတယ်နှုတ်တယ်နောက်ပြအရင်သူဆေးတွေဆေးပြင်းနေသွင်းထားဖို့လို့ဒီအကျော်တွေကနားနေပြီးပြန်သုံးလို့မရတဲ့လူတွေဆိုလို့ဆိုရင်တော့တခြားသုံးတဲ့နီလန်းနေရှိပါတယ်အဲ့ဒီကတော့ကျွန်တော်တို့ဒီမှာဒီ central venous line တို့နောက်ပြီးတော့ periphery inserted central venous catheter တို့တချို့လူတွေမှာဆိုလို့ဆိုရင်တော့ chemo port ဆိုအဲ့လိုနီလန်းမျိုးစုံတော့ကျွန်တော်တို့လုပ်ပေးနိုင်ပါတယ်